ကိုင်းပြည်နယ်ကြောက်ဖြူမြို့နယ်ရှိအမှတ်32ရဲတပ်ရင်းနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီစစ်သားတွေနေ့စဉ်ထွက်ပြေးနေတယ်လို့သိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ21ရက်ညပိုင်းမှာကြောက်ဖြူမြို့ပေါ်ရက်ွက်တွေဖြစ်တဲ့တိုးချဲ့နဲ့ကလဘာတောင်ရက်ွက်တွေမှာစစ်မတိုင်းလိုရာကြောင့်ထွက်ပြေးကပုံအောင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဖက်ကတေဆုံးမှုများနေလို့တပ်သားတွေစုဖွဲ့ပြီးထွက်ပြေးနေကြတာရက်ကွက်တွေတဲ့ဝင်းပုံးလို့လက်ခံတဲ့အင်ရှင်ကိုပါဖမ်းထားတယ်လို့သိရပါတယ်လို့ကြောက်ဖြူဒေတာကန်တူက ARD Times ကိုပြောပါရယ်စစ်ကောင်စီက၎င်းတို့စစ်တပ်ကထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တွေကိုလက်ခံထားတဲ့အင်ရှင်တွေကိုပါဖမ်းဆီးသွားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ် ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒေဆုံးမှုများပြီးစစ်ကြောင်းလိုက်လက်နက်ချအញ្ញန့်ခံသူတွေလည်းများပြားလာတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ရဲ့အရာရှိပိုင်းကစစ်ကြောင်းမှုဒုတက်ရင်မှုတွေပါမကြံဒေဆုံးနေတာကြောင့်အောက်ခြေစစ်သားတွေဟာစစ်တိုင်းလူစိတ်မရှိတော့ပဲအစုလိုက်အဖွဲ့လိုက်တပ်အတွင်းကနေထွက်ပြေးနေကြတယ်လို့သိရပါတယ်။ ဇွန်လဒုတိယပတ်အတွင်းစစ်ကောင်စီကစစ်ကူလွတ်လိုက်တဲ့အင်အားတရာပါစစ်ကြောင်းမှလည်းကြောက်ဖြူရှေးတန်းအတွင်းပျောက်ဆုံးနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။